မင်္ဂလာပါရှင်အော်စကာသူမကျေးဇူးပါတယ်ရှင်ဒီဗီဒီယိုဖိုင်လေးကတော့နိုဝင်ဘာလဖွားများအတွက်အဲကြောင်မြေရနာအဆောင်လေးတွေဖြစ်တဲ့အဲဆလင်းဝါလေးနဲ့ထပ်တဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဆလင်းဝါကြောင်လေးတွေဟာဆိုရင်ဆီလီကွန်နဲ့အောက်ဆီဂျင်အတန်လေးတွေရဲ့ဖွဲ့စည်းထားမှုအနေဖြင့်ဖြစ်ပေါ်လာတဲ့ကြောင်လေးတွေဖြစ်ပါတယ်သူရဲ့အကြောင်းလေးတွေကတော့အဝါရောင်လေးမော်ရောင်အညူရောင်ခန္ဓာရမှာဝါစင်းရောင်ဆိုပြီးအကြောင်းမျိုးမျိုးတွေ့ရတတ်ပါတယ်ရှင်။မာချင်းအစင်ကတော့ခုနှစ်ရှိပါတယ်ရှင်။ တ်တရလေးတွေကကြတော့အရောင်သေးစုံပါတယ်အပြာအဝါလိမ္မော cherry ပန်းရောင်ခရဆပ်ပြင်အရောင်သေးစုံတဲ့တုတ်ပတ်တွေကအများကြီးရှိပါတယ်ရှင်အပြာရောင်လေးတွေကတော့အများဆုံးတွေ့ရတာပေါ့နော်သူ့ရဲ့မာဂျင်ဆင်ကတော့ရှစ်ရှိပါတယ်ရှင်ဒီရတနာလေးတွေဝတ်ဆင်ထားမယ်ဆိုရင်ထူးခြားချက်လေးတွေအများကြီးရှိပါတယ်ဆလင်းလေးဝတ်မယ်ဆိုရင်ကြီးပွားချမ်းသာကြွားမှုကိုပေးမယ်နောက်ချက်တရှိသေးတာပေါ့နော်အများကြီးထက်တရလေးကိုဝတ်မယ်ဆိုရင်အသက်ရှိကျန်းမာမယ်အဲစသဖြင့်အများကြီးရှိပါတယ်ရှင်